မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံကကြောက်ဖက်ဖွယ်အကြမ်းဖက်ရာဇဝတ်မှုတွေအဆုံးသတ်ရေးနိုင်ငံရဲ့စကလုံးတွေနဲ့မလုံလောက်တော့ဘူးလို့ကုလမှာ IMM အကြီးအကဲကတောင်းဆိုလိုက်ပါတယ်ဖားကန်ဆိုင်းတောင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကပြည်သူတွေကိုဖမ်းဆီးပစ်တက်ခက်ကအပြစ်ရရလာရောက်မှီနိုင်တယ်ငင်းချမ်းရဲ့အကျိုးဆောင်ကိုစစ်တပ်ကပြစ်ခတ်ခဲ့တဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်နေတဲ့ကြောက်မက်ဖွယ်ရာဇဝတ်မှုတွေပါဝင်အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့အတွက်နိုင်ငံတကာရဲ့စကလုံးတွေနဲ့မလုံလောက်တော့ဘူးလို့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMM အကြီးအကဲ Mr. Nicholas Kongjian ကအစီရင်ခံစာတင်သွင်းတောင်းဆိုလိုက်ပါတယ်။တတိယမလာကိုယ့်အနေမှာကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့58ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာအမမန်ကြီးကကလူခွေရေးကောင်စီကိုအခုလိုအစည်းအခမ်းစာတင်သွင်းပြီးအထက်ပါအတိုင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲလိုစစ်တရဲအကြမ်းဖက်မှုတွေကြောက်မက်ဖွယ်ရရွာစုမှုတွေအဆုံးသတ်ဖို့တောင်းဆိုခဲ့တာဟာနှစ်ပေါင်းများစွာရှိပြီးဖြစ်ပေမဲ့လည်းအဆုံးမတတ်နိုင်သေးပဲအကြမ်းဖက်မှုတွေသာပိုတိုးနေတယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံသားတွေလည်းဒုက္ခရောက်နေရသလိုအင်းနီနာချင်းတွေလည်းနေဆက်ဖြတ်ကျော်ထွက်ပြေးကြသူတွေရဲ့ဝန်ကိုထမ်းပိုးနေရတာကြောင့်ရှင်းရှင်းလင်းလင်းပြောရင်စကလုံးတွေတက်တက်က မလုံးလောက်တော့ဘူးလို့အာမမအကြီးကဲကပြောဆိုလိုက်ပါတယ်စစ်တပ်ရဲ့အရက်ဖက်ပြစ်မှတ်တွေကိုဘုံကျဲတာတွေစစ်တပ်ကျူးလွန်တဲ့ရက်ဆက်မှုတွေနဲ့အကြမ်းဖက်မှုတွေအတွက်တပ်တွေအထောက်ထားတွေရရှိခဲ့ပြီးမူရင်းကျင်ကျင်လေရင်ကစိတ်ပိုင်းတွေကိုမီးရှို့ခြင်းအပါအဝင်ရက်ဆက်တဲ့ရာဇဝမှုဆိုင်ရာတပ်တွေအထောက်ထားတွေစုဆောင်းရရှိထားတယ်လို့အာမမကပြောပါတယ်ဒါကြောင့်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့အဖွဲ့ဝင်တွေတပ်ဆိုင်ရာနိုင်ငံတွေအနေနဲ့မြန်မာနိုင်ငံကအဆိုးရွားဆုံးအကြမ်းဖက်မှုတွေအဆုံးသတ်ရ ရေး IMF ရဲ့အထောက်အမှုတွေကိုပံ့ပိုးပေးဖို့နဲ့ပြစ်ဒဏ်ကင်းလွန်နေတဲ့အစိုးတန်တရားတွေကိုအဆုံးသတ်နိုင်ရေးအတွက်အကူအညီပေးကြဖို့တဲ့ Mr. Nicholas ကတောင်းဆိုခဲ့ပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မကွေးတန်းပခုတ်ကူမြို့နယ်ပခုတ်ကူကံမလမ်းပိုင်းညောင်လလမ်းကွင်းမှာရှိတဲ့အကြက်ပဲစစ်ကောင်စီတပ်စခန်းကစစ်ကောင်စီတပ်သားတွေအားလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်ဝင်ရောက်မီးရှို့ရှင်းလင်းကြတယ်လို့ကံမတပ်ပေါင်းစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်စတေမာလာကိုယ့်အနေနဲ့မနဲ့နှစ်နိုင်လောက်မှာပခုတ်ကူမြို့နယ်ပခုတ်ကူကံမလမ်းပိုင်းပေါ်ညောင်လလမ်းကွင်းမှာအထိုင်ချတပ်ဆွဲကခီးသွားပြည်သူတို့အပေါ်ကိုမတရားဆက်ကြီးကောက်ခံနေတဲ့အကြက်ပဲစစ်ကောင်စီ ီတပ်သားတွေဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လန်တပ်ဖွဲ့တွေကဝင်ရောက်ပြီးမီးရှို့ရှင်းလင်းခဲ့တယ်လို့လည်းသိရှိရပါတယ်။အခုစုတ်ခွာသားတဲ့ညောင်ပင်လစခန်းလန်ခွဲကာကင်းစခန်းဟာ2024ခုနှစ်မလကကန်တော်ဖလန်အိုကာကင်းစခန်းတွေနဲ့အတူနေရာယူအထိုင်ချတဆွဲထားတဲ့စခန်းတစ်ခုဖြစ်ပြီးအခုပြန်လည်စုတ်ခွာပြီးညောင်ချစ်ပင်ရွာပြူစော်တီစခန်းကိုတွားရောက်ပို့ပေါင်းကခံစစ်ကိုပြင်ဆင်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ စကန်းအတင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကန်းတိုင်းချောင်းမြို့နယ်ကံကြီးကုန်းရွာပြူစောဒီစကန်ကိုတိုက်ခိုက်ခဲ့ရမှာခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့မုံရခဲအမှတ်စနစ်တရင်တက်ခွဲ၃လက်စီးတက်ခွဲကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရစေ။ဩဂတ်စာ28ရက်နေ့မနက်၄နာရီမှာချောင်းမြို့နယ်ကံကြီးကုန်းရွာပြူစောဒီစကန်ကို PDF ဝန်ပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဩဂတ်စာ30ရက်နေ့ထိတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါရစေ။အဲဒီစကန်းရဲ့နောက်ဆုံးလက်ကျန်တက်စကန်ကိုတင်ပိုက်ဖို့ကြန့်ရှိနေချိန်မှာ စစ်တပ်ကလေကြောင်းကနေပစ်ကိုပေးခဲ့သလိုမုံရွာမန္တလေးလမ်းပန်းကစွမ်းရည်ထက်စီစံစစ်တပ်အထိုင်စခန်းကနေလည်းလက်လက်ကြီးတွေနဲ့ပစ်ကိုပေးခဲ့တာကြောင့်အပြည့်အသက်သိမ့်ပိုင်နိုင်ခြင်းမရှိဘဲဆုတ်ခွာခဲ့ရလို့လည်းသိရပါပါတယ်ရှင်။ ီတစ်ခါမှာတော့မကွေးတိုင်းမင်းတို့မြို့ပေါ်ရဲစခန်းနဲ့အကြက်ပဲစစ်တပ်တက်ဆွဲထားတဲ့နေရာတွေနေနေထိုင်နေကြတဲ့ပြည်သူတွေအနေနဲ့ယနေ့နောက်ဆုံးထားကရှောင်ရှားရဖို့အတွက်တတိပေးချက်ထုတ်ပြန်ထားတယ်လို့မင်းတို့မြို့နယ်ပကပတာဝန်ခံကိုပါဟင်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။တဒေမာလာရှိရနေညာဘက်ကမင်းတို့မြို့နယ်ပကပကမင်းတို့မြို့ပေါ်ရဲစခန်းမက်ခရိုအဆရှိတဲ့အကြက်ပဲစစ်သားနယ်ရဲတွေအခြေဆက်ရနေရာတွေအနေပြည်သူတွေကိုစတေမာလာဆဲနေနောက်ဆုံးထားပြီးဘေးလွတ်ရာနေရာတွေကိုကြို ုတင်ရှောင်ရှားထားကြဖို့အတွက်အထူးသတိပေးချက် ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအန္တရာယ်တွေကင်းဝေးစေဖို့မြစ်တာရှေ့ထားကကြိုတင်သတိပေးတာဖြစ်ပေမဲ့ဘလို့အချင်းဘလို့နေရာမှာတိုက်ပွဲဖြစ်မယ်ဆိုတာကိုတော့မသိသေးဘူးလို့လည်းဆိုထားပါဗျ။ဒါပေမဲ့ကြီးညာချက်ထုတ်ပြန်ထားတဲ့နေရာတွေဟာအချင်းမျိုးတိုက်ပွဲဖြစ်နိုင်တဲ့နေရာတွေဖြစ်တယ်လို့လည်းမင်းတို့မျိုးနဲ့ပကပတာဝန်ခံကိုပါဟင်းကရှင်းပြပါရရှင်။ ဆက်လက်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအချိန်မရေတပွဲဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေရှောင်ရှားကြရန်ကြညာပြီးချိန်မှာအကြက်ဖက်စစ်တပ်ကမကွေးတိုင်းမင်းနှုတ်မြို့နယ်ရွာသစ်ကျေးရွာဆက်တင်ကျောင်းကိုလေကျောင်းကနေဘုံကျဲတက်ခတ်ခဲ့ပါတယ်။စတေမာလာကွေးနဲ့ည8:55မိနစ်လောက်မှာမင်းနှုတ်မြို့နယ်ရွာသစ်ကျေးရွာဆက်တင်ကျောင်းကိုအကြက်ဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းမင်းနှုတ်မြို့နယ်ပကပတာဝန်ခံ ကိုဘာဟင်းကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်အကြက်ဘက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုတွင် ပြည်သူတွေထိခိုက်မှုမရှိခဲ့ပေမဲ့လည်းကျောင်းအဆောက်အုံနဲ့အနီးအနားကပြည်သူဝန်နေအိမ်တွေပျက်စီးမှုရှိခဲ့လို့လည်းသိရှိရပါရယ်ဒါ့အပြင်မြေပြင်မှာစစ်ကြောင်းထုံးနေတဲ့အကြက်ဘက်တပ်သားတွေကမနေ့ကည8:15မိနစ်လောက်မှာခုံတိုင်ချင်းကျေးရွာကိုရောက်ရှိလာပြီးကျေးရွာနေပြည်သူ40ကျော်ကိုလူသားတိုင်းပြည်ဖက်စီကရွာလေကောင်မှာတက်ဆွဲထားတယ်လို့လည်းမင်းတို့မြို့နယ်ပကပတာဝန်ခံကိုဘာဟင်းကပြောပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်ဖားကန်ဆိုင်းတောင်ရွာမှာအကြက်ဖက်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကပြည်သူတွေကိုဖမ်းဆီးပစ်တက်ခဲ့လို့ KIA သတင်းရင်းမြစ်နဲ့ဒေသပြည်သူတွေကပြောပါရတယ်။သတင်းမာလာ9ရက်နေ့ကနေစတင်ကတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးအကြက်ဖက်စစ်သားတွေဟာဆိုင်းတောင်ကနေမထွက်ခွာစေဖို့အတွက် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကပိတ်ဆို့ထားတာလည်းဖြစ်ပါရတယ်။ စက်တင်ဘာလ10ရက်နေ့မှာတော့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ကစိုင်းတောင်ရဲစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်မှာတော့စစ်တပ်က Lucky Man Hotel မှာတပ်ဆွဲကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုနှစ်ဖက်စစ်ရေးတင်းမာနေမှုနဲ့တိုက်ပွဲဖြစ်ပွားနေမှုကိုရှုတ်ချနိုင်ဖို့အတွက် PCG ငင်းချင်းအဖွဲ့ကဥရွဇောခေါင်ကစစ်တပ်တပ်ဆွဲထားရာ Lucky Man Hotel ကိုတွားရောက်ခဲ့ပြီးမြဲလဲစစ်တပ်ကပြစ်ခတ်တဲ့အတွက်ကြောင့်ခြေထောက်မှာဒဏ်ရာရရှိခဲ့လို့သိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။